မင်္ဂလာပါရှင်။ဗမာခေတ်တည်တင်ဌာနဤထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်၏ဖမ်းဆီးချုံနာမှုအတွင်စေကူတာခွင့်ညင်းပယ်ခံရသောမိခင်ဒေါအောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိဟုတာဖြစ်သူကင်အရစ်ထုတ်ဖော်ပြောဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တိတ်မတရားဖမ်းဆီးချုံနာမှုအတွင်ဈေးကူတောက်ခွင့်ညှင်းပယ်ခံရသောမိခင်တော်အောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိကြောင်းဒါဖြစ်သူခင်အဲရစ်ကအမေရိကန်အခြေစိုက် Time မဂ္ဂဇင်းတွင်စောင်းပါရေးသားထားပါတယ်မြန်မာနိုင်ငံကအကျဉ်းထောင်များမှနာမည်ဆိုးဖြင့်ကြော်ကြပြီး နိုင်ငံရေးအကျဉ်းသားနှစ်ဦးလစဉ်တည်ဆုံနေသည်ဟုလူအခွင့်ရေးဖွဲ့များကပြောဆိုထားကြောင်းဒေါအောင်ဆန်းစုကြည်အနေဖြင့်စေကူတာခွင့်လွတ်လပ်စွာပြောဆိုခွင့်အခြေခံလူအခွင့်ရေးများဆုံးရှုံးနေကြောင်းထို့ကြောင့်ဒေါအောင်ဆန်းစုကြည်အနေဖြင့်အသက်ရှင်ရှင်မနေနိုင်တော့မီကိုစိုးရိမ်ကြောင်းဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးလိုအပ်နေသည့်စောင့်ရှောက်မှုများကိုရရှိနိုင်ကမကြာခင်ပြန်လည်တွဲဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်းသူကပြောဆိုပါသည်မိခင်ဖြစ်သူကိုပြန်လည်လွတ်ပေးရေးတောင်းဆိုကြမှာခိုးရေးခိုးတာကိစ္စသာမကခိုးခြင်းတရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်း အမတ်တရားတာဝန်ခံမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်မရှိသည့်မြန်မာလူမျိုးတန်း90ကျော်ဤဘဝများနှင့်လည်းဖတ်တတ်နေကြောင်းယခုနိုဝင်ဘာ10ရက်နေ့မှာဒေါအောင်ဆန်းစုကြည်အနိုင်ရရှိခဲ့သောရွေးကောက်ပွဲဆယ်စုနှစ်တခုပြင်းမြောက်သည့်နေ့လည်းဖြစ်ကြောင်းစစ်တပ်ကယခုအခါထုတ်ရောင်းရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတင်ကြောင်း၎င်းကဆိုပါတယ်စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါတယ် အသက်80ပြည့်နေပြီဖြစ်သောဒေါအောင်ဆန်းစုကြည်အနေဖြင့်နှလုံးသဖုံးနှင်းအယိုးရောဂါများနှင့်ပတ်သက်သောကျန်းမာရေးဆိုင်ရာယောဂဝေဒနာများခံစားနေရကြောင်းရခင်ကအချုံနောက်ကြခံခဲ့ရသည့်အခြေအနေများနှင့်မတူကြောင်းရခင်နေအိမ်အခြေချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းရခုအခါမိသည့်နေရာမှမသိသည့်နေရာတွင်ချုံနှောင်ထားကြောင်းရခင်ကခရစ်စမတ်ကိုပင်ဖခင်အကိုမိခင်တို့အတူတကွရှိနေခွင့်ရရှိခဲ့ကြောင်းကင်အဲရစ်ကဆိုပါတယ် ဆက်လက်ပြီးရှင်းနေဦးကိုနီတက်ဖြတ်ခံရမှုတွင်အ धिक ကြိုးကင်သူတရက်ခန့်အဖြစ်တန်တရာရှိခံရသူမြောက်လိုက်ဤကိုရေးအရာရှိဟောင်းလင်းစော်ထုံးကမိုင်းဖြန့်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကျန်းဖို့ပါတီကိုစားပြုရွေးကောက်ပွဲဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းကုန်မြို့တွင် NLD ပါတီဤဥပဒေအကြံပေးရှင်းနေဦးကိုနီတက်ဖြတ်ခံရမှုတွင်အ धिक ကြိုးကင်သူတရက်ခန့်အဖြစ်တန်တရာရှိခံရသူလည်းဖြစ် မင်းအောင်လှိုင်ဤကိုရေးအရာရှိဟောင်းလင်းစော်ထွန်းကမိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုစလဲလောင်အဖြစ်ကျန်းဖို့ပါတီကိုစားပြုပြီး2025ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်သည်မင်းအောင်လှိုင်ဤကိုရေးအရာရှိဟောင်းလည်းဖြင့်2025ရွေးကောက်ပွဲနှင့်2020ရွေးကောက်ပွဲတို့တွင်မိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုစလဲအဖြစ်လည်းအနိုင်ရရှိခဲ့သူလင်းစော်ထွန်းမှာယခုလာမည့်2025ရွေးကောက်ပွဲတွင်လည်းကျန်းဖို့ပါတီကိုကိုစားပြု၍ မိုင်းဖြတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုဆက်လက်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မည်ဖြစ်ပါတယ်။လင်းစော်ထွန်းသည်ကျန်းဖို့ပါတီ၏ဗဟုအလုံးမှုဆောင်ကော်မတီဝင်ဖြစ်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းဥက္ကဋ္ဌလည်းဖြစ်သည်။မင်းအောင်လိုင်ကိုရဲအရာရှိလုပ်ခဲ့သူဖြစ်သည့်အပြင်ယခုအချိန်အထိလည်းမင်းအောင်လိုင်ကိုကိုွယ်သောဝစီဘိတ်ဖုန်ကြီးအတွက်ဝေယဝိဆာနှင့်မင်းအောင်လိုင်ညွှန်ကြားမှုများအတိုင်းလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။လင်းစော်ထွန်းသည်မဘာသာ၏အမခံထောက်တိုင်ဖြစ်ပြီးမဘာသာနှင့်အမျိုးသား၏အစွန်များကိုနောက်ွယ်မှလိုအပ်သလိုငွေကြေးထောက်ပံ့နေသောအမိမဖော်လိုသောထောက်တိုင် 6ပတ်ကုညီသူဖြစ်ကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကဆိုပါတယ်။သူသည်ရှင်းနေဥကိုနီလောက်ကြံတက်ဖြတ်မှုတွင်လင်းစော်ထွန်းမှာအ धिक ကြိုးကင်သူများတွင်တအုပ်အပါဝင်ဖြစ်တော်လဲမိသည့်အရေးယူမှုမှမခံရဘဲလွတ်မြောက်ခဲ့ပါတယ်။2018ခုနှစ်ဇန်နဝါရီလ29ရက်နေ့ရန်ကုန်လေစိတ်တွင် NLD ပါတီ၏ဥပဒေအကြံပေးရှင်းနေဦးကိုနီကိုတနတ်သမားကြည်လင်းကလှုပ်ကြံတက်ဖြတ်ခဲ့ပြီးလှုပ်ကြံတက်ဖြတ်မှုအပြီးတလအကြာဖြိရေးဝင်ကြီးဌာနကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ဖြိရေးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်စွေက ။ဘူကြီးဟောင်းဆရာဖြူကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီ၏မိုင်းဖျက်လွတ်တော်ကိုယ်စားလှယ်ဦးလင်းစော်ထွန်းဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်တို့မော်ဒယ်လဖက်ရည်ဆိုင်တွင်တွေ့ဆုံခဲ့ပြီးဦးကိုနီအကြောင်းပြောဆိုဆွေးနွေးကြရမှာလေစိတ်တွင်လှုပ်ချန်သည့်အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ရှင်းနေဦးကိုနီတက်ဖြတ်ခံရသည့်အမှုတွင်အ धिक ကြိုးကင်ခဲ့သူဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာလှုပ်ချမှုမလှုပ်ဆောင်ခင်နေပြီးတော့သူသွားရောက်ခဲ့ပြီးလင်းစော်ထွန်းကအောင်ဝင်းခိုင်ကိုငွေကျက်ဆယ်သိန်းချင်းငှားခဲ့တော့လဲလင်းစော်ထွန်းမှာရှင်းနေဦးကိုနီကိုအသက်ခံရမှုအတွက်တရားစွဲမှတ်ခံခဲ့ရပြီး2020ရွေးကောက်ပွဲတွင်လင်းစော်ထုံးမှမိုင်းဖြဲမျိုးနှင့်မဲဆန္ဒနှင့်တွင်ပြည်သူ့လွတ်တော်ကုစေလလောင်အဖြစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးစစ်တလအောက်ခံပြည်သူ့စစ်အဖွဲ့များကမဲဆန္ဒရှိများကိုရွာလုံးကျွတ်ကားအကျိုးပို့လို့ပြီးမဲထည့်ခိုင်းမှုများရှိခဲ့သဖြင့်ကံကွက်မှုခံခဲ့ရသူလည်းဖြစ်ပါသည်။ ရှင်းပြင်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲနေ့မဲပေးမှုအပါဝင်ကျူတင်မဲမြခောက်ယူရာတွင်လင်းစော်ထွန်းနှင့်ကျန်းဖို့ပါတီကမှမမကန်လှုပ်ဆောင်ခဲ့၍ SNLD နှင့် NLD ပါတီကကန့်ကွက်ခဲ့ကြပါသည်ရှမ်းပြည်နယ်မိုင်းဖြတ်မြို့နယ်တွင်နန်ယွန်းပြည်သူစစ်အဖွဲ့တစ်ခုအခြေစိုက်လှုပ်ရှားလျက်ရှိပြီးစစ်အရာရှိဟောင်းလင်းစော်ထွန်းကနန်ယွန်းပြည်သူစစ်အဖွဲ့အပေါ်အလွန်ဩစာညောင်းပါရယ်စင်ကာပူမှရွေးကောက်ပွဲကိုအယုံအကြည်မရှိဟုပြောပြီး စင်ကာပူနိုင်ငံသားရေးဝန်ကြီးဗီဗီယန်ဘာလာခရစ်ရှန်ကပါဝင်ပတ်သက်နေသူများနဲ့အပြုသဘောဆွေးနွေးပွဲများမရှိပေလုံမြီဆိုကောင်းမိမိတို့ဘက်မှယုံကြည်စရာမရှိမြန်မာပြည်သူများ၏ဆန္ဒကိုထင်ဟပ်ခြင်းရှိမည်မဟုတ်ဟုယူဆကြောင်းစင်ကာပူ၏သဘောထားကိုတရားဝင်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့်များနှင့်ဆက်လင်း၍စင်ကာပူပါလီမန်အမတ်တအူး၏အမေးကိုစာဖြင့်ပြန်လည်ရေးသားဖြေကြားရာတွင်ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်အာနာသိမ့်ပြီး၅နှစ်ရောက်လာသည့်အချိန် မြန်မာနိုင်ငံ၏အခြေအနေမှာဆိုးရွားနေစေ ဖြစ်ပါတယ်။ပြည်တွင်းစစ်တီလည်းအရှိန်မလျှော့ဘဲဖြစ်ပွားနေသဖြင့်နိုင်ငံသည်အစိတ်စိတ်အမောမောကွဲထွက်လျက်ရှိကြောင်းဖော်ပြထားပါတယ်။ပုတ်ယဟန်မင်းကြီးလီယိုဆက်လေးကလည်းဒုက္ခဒုက္ခများခံစားနေရသောမြန်မာပြည်သူများအားမေးလျော့မနေကြဖို့နိုဝင်ဘာလ9ရက်နေ့ပရိသတ်နဲ့တွဲဆောင်ဖွဲ့အပြီးတွင်နိုင်ငံတကာအတိုင်းဝိုင်းအားယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။၎င်းနေဖြင့်လေစူတောင်းမြစ်တာပို့တာပေးနေပြီးအားလုံးလဲဝိုင်းဝန်းစူတောင်းပေးကြပါရဲ့လေတိုက်တွန်းသွားသည်ဟု ဗာတီကန်သတင်းတွင်ဖော်ပြချပါရယ်ဆေယုစုသည်၎င်းတို့အာနာသိမ့်မှုနှင့်အတူမြန်မာပြည်သူများ၏စိတ်ဓာတ်ကိုကျိုးအထက်ထက်ဖြင့်ချီနှောင်ထားခဲ့ရမှာယခုအခါတူရောင်ရွေးကောက်ပွဲဖြင့်တန်ကျိုးအထက်ထက်ပတ်တော်ကလောက်ကြီးခက်ခါထို့ကိုတဏီယာတို့အပီးအပိုင်လွှင့်ပြရန်ကြံစီလာသည်ရွေးကောက်ပွဲကတဖြည်းဖြည်းနီးလာတော့လေမိသူများစိတ်မဝင်စားမဲထဲချင်းစိတ်မရှိ ဖြစ်လာနေသည်ကိုသိမြင်လာကြသည်မဲခိုးစရာမလိုအောင်၎င်းတို့ကိုပခုံးချင်းရှင်းလာနိုင်သည့်လူများတဲမှာ စိတ်မချရသူများကိုလည်းရှင်းထုတ်နေပြီဖြစ်သည်ပြည်သူများကတော့၎င်းတို့ဘက်ကပြီးသည့်နှင်းဤတို့မြေပုံနှစ်ပေါက်တစ်ပေါက်ရိုက်လာမည်ကိုသာစောင့်ကြည့်နေကြသည်၎င်းတို့မျှော်လင့်ကြီးမျှော်လင့်ထားသော အာဆီယံကလည်းအင်းမလုတ်အင်းမလုတ်ဖြစ်နေသည်တရုတ်ကလားရုရှားတို့နှင့်သာနှစ်ပါးသွားရဖို့ရှိနေ၍လက်ရှိအခြေအနေထက်မြေတို့မြတိုးတက်မလာဖြစ်နေ၍စိုးရိမ်တကြီးဖြစ်လာနေသည်ထိုရေးကိုတတ်တာလို့တတ်တာညာ၎င်းတို့ဤသိခါကိုအဖက်ဆယ်၍ရလို့ရညာဂမူရှူတို့လောက်လာသည်ကမြဝတိရှိ KK ဘက်ကိုဒိုင်နမိုက်ဖြင့်ထိုက်၍ပေါက်ခွဲဖြတ်စီးလိုက်ပြန်သည်။ယခုအထိအဆောက်အုံပေါင်း250ရှိသည့်အနက်24လုံးကိုပေါက်ခွဲဖြတ်စီးလိုက်သည်ဟုသတင်းတွင်ဖော်ပြထားသည်။မြေအောင်လိုင်းကကြားဖြတ်လုပ်ငန်းအလုံးသည့်၎င်းတို့သစ္စာခံစောချစ်သူ၏ VGF နှင့်မဆိုင်ပေ KNU ပိုင်းအဖြစ်ဝါဒဖြန့်နေပြန်သည်။ထို့သောလိန်ညမှုများကလည်း၎င်းတို့အပေါ်ပို၍ယုံကြည်မှုကင်းမဲ့လာဖို့သာရှိသည် အပေအကန့်ရရော်လွင့်ပြီးမင်းအောင်လိုင်းမှနေပြည်တော်တွင်အခမ်းအနားဖြင့် တီတီတော်ဓမ္မမဏိဇောတရဖွဲ့ချင်းမြင်ထားသော ကိုကန့်ရှိကြဖြန့်ကောင်းဆောင်ရှိုကြံချီခေါ်မောင်မောင်ဆိုသူအားတယုံမှတည်တံ့ချမှတ်ပြီးလူမြင်ကွင်းတွင်ကွက်မြက်ခံရတော်မူဖြစ်သည်ထို့မြမကသည်ရှိုကြံချီအားကိုကန့်ဒေတာကုံချမ်းမြို့နယ်ရှိမြမလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအဖြစ်ပင်ခန့်အပ်၍ချီးမြှောက်ခံခဲ့ရသူဖြစ်သည်နိုင်ငံတကာကယုံကြည်မှုကင်းမဲ့လာသောရွေးကောက်ပွဲတွင်ပါဝင်ရှင်းပြရန်ပြင်ဆင်နေသည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သော ခင်မောင်ဆွေဤအမျိုးသားဒီမိုကရေစီအင်အားစုပါတီအားထက်သိမ်းခဲ့ပြန်၍ထိုပါတီမှအခွင့်အာဏာလက်လွတ်မခံနိုင်မမောနေကြသောနိုင်ငံရေးသမားဆိုသူ53ဦးသည်ကိုကိုကြီးတက်တက်ခိုင်ပါတီရှမ်းအမျိုးသားပါတီများဘက် ရောက်သွားပြီးထိုပါတီအောက်တွင်ရွေးကောက်ပွဲဝင်ချတော့မည်အဖြစ်ကိုတနာစပွဲတွေ့မြင်နေရသည်အော်တိုဘာ25ရက်တွင်ရွေးကော်မှ96ဦးအားအမည်စရင်းမှပယ်ဖြတ်ကြောင်းကြေညာချက် ထုတ်ပြန်လာသည်၎င်းတို့အချင်းချင်းကြားတွင်ပင်အခြေအနေများကရှုပ်ထွေးလာနေပြီဖြစ်သည် မိသူမြလာမကြည့်တော့ပွဲခရန်ဇက်ခုံနောက်တွင်အချင်းချင်းသူကမြငါကမြနေရံဖြစ်နေကြခြင်းမျိုးသာဖြစ်သည်ကြက်ဖော့ပါတီတွင်လည်းမေအောင်လိုက်ကသူအလိုမရှိတော့သောဘိုးချိုဟောင်းများကိုအတင်းထိုးလို့နေ၍မကျေမနက်ဖြစ်လာနေကြပြန်သည်ဘိုးနေဝင်းခေကထိုခဲ့သောလူများကိုပြပတွင်တန်အမတ်အဖြစ်လွတ်တက်တော်လဲရခုအခါ၎င်းတို့ခန့်မိတန်အမတ်အစ်များကိုညီသူများလက်မခံပေကျန်းဖွတ်ထဲចောင်းထိုးလာရခြင်းဖြစ်သည်ရခုအချိန်ထိရုပ်ရှင်ဂီတအနုပညာရှင်များအပါအဝင် အလွာအသီးသီးမှအသက်15နှစ်သာပါမကျန်ရွေးကောက်ပွဲကိုဝေဖန်ပြောကြားသည့်ဆိုကဖန်စီခံရသူပေါင်း60ကျော်ရှိသွားပြီဖြစ်သည် အနုရောတွင်လူကြောလှုပ်ချင်သူများ၏ပါတီဆိုင်ပုံများအောက်တွင်ပင်ရဲအဆောင်အယောက်များချထားပေးရသည့်အဖြစ် ရောက်ရှိလာသည်အချောင်းတိုက်ဆိုင်၍20ရာစုတွင်လွှမ်းမိုးမှုအရှိဆုံးသောဂျာမန်ပြဆက်ရေးဆရာကဗျာဆရာကြီးဗာတော့ဗရက်ပြောခဲ့သည့်အဆိုအမိန့်ကိုတင်ပြလိုပါသည် အမှန်ကိုမသိသူများသည့်လူအများသာဖြစ်သည် သို့သောအမှန်ကိုသိပါလျက်နှင့်လိညာနေသူများသည်ရာဇဝတ်သားများသာဖြစ်သည်ပြည်သူတို့၏ခုခံတွန်းလှန်စစ်မုတ်ချအောင်ရပါသည်